အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးပါတော့တင်မပွဲကြောခါကြောတောင်းတင်းနေသူတွေလိုက်ပါလေးချင်းကြည့်ပါဟောပြီးခုပြလာတဲ့ပုံစံတိုင်းလေးပဲလေးပဲလေးထောက်ထားမယ်အဲဒီတိုင်းလေးညာချီရှိလက်ချားတဲ့ကိုတောင်းမှန်ချောင်းထားမယ်ပြီးရင်လက်နှစ်ဖက်လုံးရှိကိုချာပြီးတော့တင်မလေးလှုပ်ပြီးခြေပြီးမယ်2 second 30 10မိနစ်ခြေပြီးလို့ရတယ် ဟောပြီးပြီးရင်လက်နှစ်ဘက်ကတစ်ဖက်ကခြေကျုံးကိုကိုင်မယ်တစ်ဖက်ကဒူးကိုကိုင်ပြီးတွန်းလိုက်မယ်ကောင်းကနောက်ကြည့်မယ်နော်တစ်ဖက်ကိုဆောင်းပြီးတော့တွန်းမယ်ဟောပြီးပြီးရင်ခြေထောက်လေးကိုပြန်ကွေးမယ်အနောက်ခြေဦးထောင်းပြီး A ပုံစံလေးပြန်ဆွဲတင်မယ်ပခုံးကိုပြင်းပြင်းပြချမယ်နော်ပြီးရင်ဘက်ပြောင်းမယ်ဘယ်ခြေရှိလက်ကြားတဲ့တောင်းမှန်ကြအောင်ကြားမယ်လက်နှစ်ဘက်လုံးကြားအနောက်ခြေထောက်ကိုတစ်ဖက်ကိုဆန်းထားမယ်ပြီးရင်တင်မလေးလှုပ်ပြီးခြေပြီးမယ် ဟုတ်ပြီပြီးရင်ခြေတော်ဝက်လက်တင်မယ်တရောင်စည်းလေးရလေးစမ်းထုတ်ပြီးကော်လိုက်ဟုတ်ပြီပြန်ရှောင်းမယ်ဒူးကြတဲ့လက်ပြန်ချမယ်ပြီးရင်အေးပုံစံလေးပြန်ဆွဲမယ်ပခုံးပြင်းပြင်းပြချမယ်ဟုတ်ပြီပြီးရင်ဒူးလေးကိုေးမယ်ချိုင်းပုံလေးနဲ့ပြန်ရှောင်းမယ်အော်ရောင်တဲ့ပုံမှန်ရှုပ်ရှုပ်လုပ်နေမယ်ပြီးရင်လေးပဲလေးပြန်ထောက်ထားမယ် ဟုတ်ပြီအဲ့ဒီတန်းလေးပဲရှူသွင်းရင်ပဲချေညာကိုကြောလိုက်တယ်ပြီးရင်တော့ခြေတော်ခွဲတယ်အဲ့ဒီတန်းလေးအနောက်ကိုဆင်းပြီးထိုင်ကြတယ်ကျမ်းမြင်တော့မချတော့ဘူးအဲ့ဒီတန်းလေးဆဲခြင်းလုပ်ပေးပါဒူးနာရစုံအော်ခင်းမာလေးတကူကူဖြစ်ဖြစ်ခင်းပြီးတော့လုပ်ပေးအော်ပြီပြီဆိုရင်ကိုလာတဲ့အတိုင်းပြန်လာမယ်ပဲချီပြန်ရှူရဲထောက်ဝင်ချရတယ် ညာခြေပြန်ရှုမယ်ထောက်ရင်ဘယ်ကိုကြော်လိုက်အဲ့တော့ခြေတော်ဖွဲမယ်အိုက်တန်လေးပဲပြန်ထိုင်ချမယ်ဆဲခြင်းလုပ်ပြီနော်စိတ်ကိုမတင်ရနဲ့စိတ်တင်းကြော်ရီပဲတင်မယ်နော်စိတ်လျှော့တာဟောပြီပြန်ရှုမယ်ထောက်ရင်ချမယ်ဟုတ်ပြီပြင်ပေါင်လေးကိုခွဲပြီးတော့လက်နှစ်ဖက်ကိုရှေ့ဥဆန်းထားမယ်ရှင်ဘက်ကို ချမ်းမြုံကြောင်ချပြီးတော့အိုင်ဒန်လေးခဏထိန်းတာမယ်ပြီးပောင်းလေးပြီးဖြဲပြီးစင်သူ့ဖက်စကန်လောက်ထိန်းပြီးမယ်ပြီးရင်လက်ပြန်တောင်းမယ်မှောက်ခုံလေးပြန်အိပ်လိုက်မယ်အိုင်ဒန်လေးပြန်ရှူသွင်းကောလိုက်မယ်ဟောပြီးထုံးရင်ဒူးလေးကိုပြီးချိုင်းပူလေးနဲ့ပြန်ရှော့မယ်ဖြီးပြီးရင်ထားမယ်ဖြီးပြီးရင်ထားမယ် ားလုံးပဲလိုက်ပတ်လေ့ကျင့်ကြည့်ပါကျေးဇူးတင်ပါတယ်တတ